ကဲအားလုံးပဲမင်္ဂလာပါသခင် football air at youtube channel နဲ့သခင်တက်တော့ကနေပြီးတော့ကြိုဆိုပါရယ်ပေါ့နော်အဲကျွန်တော်အတန်လေးနည်းနည်းဝင်နေရဟိုရပိုင်းနေတော့လည်းနေမကောင်းဖြစ်တာနဲ့ဖုန်းကိစ္စလေးရှိရနဲ့ကျွန်တော်ဟွာပေါ့ဘယ်လိုပြောရမလဲပွဲတွေမတင်ပြဘူးပေါ့နော်ဒီနေ့စနေနေ့ကျွန်တော်တို့ပြန်လာမယ်စနေနေ့ကျွန်တော်တို့ပြန်လာမယ်မနေ့ကတည်းကတောက်ရနေကတည်းကကျွန်တော်ပြန်လာခြင်းပါတယ်ဒါပေမဲ့ဗီဒီယိုမတင်ပြလိုက်ပါဘူးဗီဒီယိုတော့ရိုက်ထားတယ်မတင်ပြလိုက်ဘူး ဟိုကအိတ်တလောကမပြင်းတာနဲ့ပေါ့နော်အခုကျွန်တော်စပါပြီစပြီဆိုတော့ကျွန်တော်တို့အစောဆုံးကျွန်တော်ကအဲကျွန်တော်ရပြောနေကြပုံစံအတိုင်းပဲအဲကျွန်တော်မောင်းတွဲတွဲလက်ဆောင်ပေးမယ်အဲပြီးရင် body free တပွဲလက်ဆောင်ပေးမယ်ပြီးရင်69တဒမ69ရာခိုင်နှုန်း2ပွဲတိတိရောင်းပါမယ်ပေါ့နော်အဲအဲ့တော့ကျွန်တော်ဒီနေ့စနေမန်ရှက်စီးပွားတက်ဆိုတလိုမျိုးပေါ့နော်ည9နာရီမှာစပါးနဲ့မန်ယူနဲ့တွေ့ပါမယ်စပါးနဲ့မန်ယူနဲ့တွေ့ရပွဲမှာကျွန်တော်ဘော်ဒါရင်နဲ့ဘလို့မြင်တော့ ဘယ်ဘယ်သူနိုင်မယ်လို့ထင်တော့မန်ယူနိုင်မယ်လို့ထင်တယ်နော်အဲစပအိမ်ဝင်ဖြစ်နေတယ်ပြီးတော့စပဂျားရဲ့ဂျားရဲ့ပွဲကန်ထားရတယ်ကိုဗင်ဟီဂျင်းနဲ့မန်ယူကတော့တပတ်လုံးတိတိအပြည့်အဝကျင်းစင်ကြရတယ်ပေါ့နော်အဲ့အတွက်မန်ယူကြိုက်ကြိုက်ကြအောင်ချိလိုက်မယ်ဒါပြီးရင်ဘာဘာလာမယ်လို့ညီကိုလို့ထင်တော့ဒါပြီးရင်နိုင်ငံတကာပွဲတွေလာမယ်နိုင်ငံတကာပွဲတွေလာကန်နီးကြရင်ဒီတပတ်လုံးကဘုတ်ကြီးတွေစားတာများတယ်အဲ့တော့ဒါလေးတစ်ခုတော့ကျွန်တော်နည်းနည်းသတိထားရမယ်ပေါ့နော် အဲ့တော့ကျွန်တော်ဒီနေ့စပါးကိုကြိုက်ပါတယ်အိမ်ဝင်းစပါးကိုကြိုက်ပါတယ်စပါးကြားထဲမှာကိုဘင်ဟင်ကြီးနဲ့ကန်ထားရတယ်ဆိုပေမဲ့ကိုဘင်ဟင်ကြီးဆိုတာစပါးအတွက်ခဲရခက်စက်ကန်နဲ့အသင်မဟုတ်ပါဘူးအဲ့တော့ကျွန်တော်စပါးကိုကြိုက်တယ်ပြီးတော့စပါးနဲ့မန်ယူပွဲမှာဆိုကျွန်တော်ဂိုးပေါ်လည်းကြိုက်ပါတယ်အဲပြီးတော့နောက်ထပ်တစ်ပွဲကတော့ကျွန်တော် Everton နဲ့ Fulham Everton နဲ့ Fulham Everton ကခုနောက်ပိုင်းအဲဂိုးတွေရဖို့နည်းနည်းပြန်ပြီးခက်ခဲလာတယ်ပေါ့နော် Fulham ကတော့အဲခြေစွမ်းခြေစားသိပ်စင်မပြေဘူးပေါ့နော်ဖူဟန်တိတ်ပြီးတော့ဖောင်မကောင်းဖြစ်နေတဲ့အချိန်မှာ အခု Everton အိမ်ခွင်းမှာသူတို့သွားရောက်ပြီးတော့ကမ်းမယ်ပေါ့နော်အဲ့ဒီပွဲမှာကျွန်တော်က Grealish တို့နဲ့ဘာတို့နဲ့ဥဆောင်လာမယ် Everton ကိုကြိုက်ပါတယ်အိမ်ခွင်း Everton ကိုကျွန်တော်အားပေးပါမယ်အခု Wahan ပေါ့နော် Wahan နောက်တော့တပွဲကတော့ Wahan နဲ့ Burnley ပွဲဖြစ်တယ် Wahan နဲ့ Burnley ပွဲမှာဆိုရင်တော့ Wahan က음ဘယ်လိုပြောရမလဲ Wahan ကဖောက်ပုံကပြန်ကောင်းလာပြီပေါ့နော်ဂိုးတွေလည်းပြန်ရလာပြီပေါ့နော် Burnley ကလည်းအဝေးခွင်းမှာ အဲတကိုးတော့ရအောင်ရှူတက်တဲ့အသင်းဖြစ်နေရပါတော့အဲ့တော့ဒီပွဲမှာကျွန်တော်ဂူပေါ်ကိုကြိုက်ပါတယ်ပြီးတော့နောက်ထပ်တပွဲကတော့ကျွန်တော်ဂျူပင်တက်နဲ့တိုရီနိုပွဲကိုကျွန်တော်မှန်းထားပေးပါမယ်ဂျူပင်တက်နဲ့တိုရီနိုပွဲမှာဆိုရင်တော့ကျွန်တော်အဝေးကွင်းတိုရီနိုကိုကြိုက်ပါတယ်ဘာလို့တိုရီနိုကိုကြိုက်လဲဆိုတော့တိုရီနိုအနေဆုံးတည်ရရမှာမို့လို့ကျွန်တော်ကြိုက်ချင်းဖြစ်ပါတယ် ီးတော့နောက်ဆုံး7နှစ်နာရီနောက်ဆုံးပွဲစဉ်ကတော့အာဆင်နယ်နဲ့ဆန်ဒါလန်ပွဲဖြစ်တယ်။အာဆင်နယ်နဲ့ဆန်ဒါလန်ပွဲမှာအာဆင်နယ်တစ်မိုင်းနဲ့90ဂျီတခုမှာကျွန်တော်အသင်းဆွဲအနေနဲ့အာဆင်နယ်ကိုကြိုက်ပါတယ်။အသင်းဆွဲအနေနဲ့အာဆင်နယ်ကိုကြိုက်တယ်လို့ပြောရအောင်။ဒီမောင်းတွဲထဲမှာအာဆင်နယ်မပါဘူး။အာဆင်နယ်နဲ့ဆန်ဒါလန်မပါဘူး။ကျွန်တော်အာဆင်နယ်ပွဲကိုတက်တက်ဝင်ကြားတဲ့အထည်ကြီးပြောလိုက်တာကျွန်တော်လောင်းမှာမို့လို့ပေါ့နော်နောက်ထပ်7နှစ်နာရီနောက်ထပ်2နှစ်နာရီကိုတပွဲရတော့ကျွန်တော်ချက်စီးနဲ့ဟုတ်ပွဲဖြစ်တယ်ဒါကတော့မောင်းတော့ထဲမှာပါတယ်ပေါ့နော်ဘော်ဒါအောင်နည်းရှုပ်သွားလိုက်မယ်ကျွန်တော်ပြင်ပြပြောမယ်နော် Chelsea နဲ့ Wolves ပွဲမှာတော့ကျွန်တော် Chelsea ကိုကြိုက်ပါတယ်ကျွန်တော် free pay တဲ့ mount တွေကတော့ Spurs Everton Wahan Gobo Torino Chelsea ဖြစ်ပါတယ်ငါးသင်းပေါင်းဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ကြိုက်တဲ့လောက်ထည့်ပြီးရိုက်လို့ရတယ် mount တွေပါရပေါ့ရင်မဟုတ်ဝယ်ကြွေးလို့ရပါတယ် okay နောက်ထပ် body free တပွဲရတော့ကျွန်တော် Torino ကိုပေးပါတယ်ဂျူပင်တက်တဲ့ Torino ပွဲမှာကျွန်တော် Torino ကိုပေးပါတယ် ပြီးရင်နောက်တစ်ခုကကိုဖက်ကိုတတမကိုကိုနှစ်ပွဲရှိပါမယ်ကိုဖက်ကိုတတမကိုကိုနှစ်ပွဲကိုမိဆွေတို့အနေနဲ့ဝယ်ယူခြင်းနဲ့ဆိုရင်တော့တွာဗာလဲ3ညာကို0649569611ဆိုတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ် Viber နေပြီးရောပဲဝယ်ဝယ် Telegram နေပြီးရောဝယ်မိဆွေတို့အနေနဲ့ကြိုက်တဲ့နေရာနေပြီးရောဝယ်လို့ရပါတယ်ကဲဒီနေ့ည Arsenal နဲ့ Sunderland လမ်းပေါ်မှာမိဆွေတို့အနေနဲ့ဘလို့မြင်တော့ဘလို့မြင်လဲဆိုတော့အမြင်လေးတွေကိုကျွန်တော် comment အောက်မှာပေးသွားကြပါအောင်ကျွန်တော်တို့ IE ပေးသက်တွေအချင်းချင်း ဘလို့ရင်းမြင်တော့ကျွန်တော်တော့ AI 2Z နဲ့နိုင်မယ် 3Z နဲ့နိုင်မယ်လို့ထင်တယ်ဒါပေမဲ့ဆန်နာလာအိမ်ဝင်ဖြစ်နေတဲ့ fault ပုံစံကောင်းနေတယ်အဲ့တော့ကျွန်တော်တို့ဒီညဆက်နိုင်မှာရန်ကုန်ဆဲလို့ရှားစွာနဲ့ AI ပွဲကိုအတူတူကြည့်မယ်ကဲအားလုံးအပေါင်းပြကြပါစေအပေါင်းနေလဲပြကြမှာပါကဲဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်